အမျိုးသားတယောက်အနေနဲ့ကိုယ်ဝန်တားတဲ့နေရာမှာအပြင်ထုတ်တဲ့နီလန်သုံးလို့မယ်ဆိုလို့ရှင်အခုပြပြမဲ့နီလန်တွေကိုသိချာသိထားဖို့လိုတယ်အပြင်ကိုထုတ်တဲ့နီလန်ဆိုတာကတော့ဒီအမျိုးသားတယောက်ကပီးကန်ဒီမှာကိုယ့်ရဲ့အမျိုးသားအင်္ဂါကိုအပြင်ကိုထုတ်တဲ့နီလန်ဖြစ်ပါတယ်အပြင်ကိုထုတ်ပြီးတော့သုံးရီကိုအပြင်ကိုပန်းထုတ်တာဖြစ်ပါတယ်ဒါကအသုံးရတဲ့ထဲမှာပါဝင်တယ် ရမှုအနေနဲ့ကကြတော့ပုံမှန်သုံးပြမယ်ဆိုရင်88ရခိုင်နှုန်းထိရမှုရှိတယ်။ဒေချာအသုံးပြမယ်ဆိုလို့ရှိရင်တော့96ရခိုင်နှုန်းအထိထိရမှုရှိတယ်။ဒါပေမဲ့ဒါကအင်မတန်မှခက်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။တခြားသောနည်းလမ်းအနေနဲ့ရှင်းလိုက်မယ်ဆိုရင်တော့ယုံကြည်ရတဲ့ရခိုင်နှုန်းနည်းတယ်ကိုယ်ရသွားနိုင်ချေအရေးများပါတယ်။ဒါဆိုရင်ဘာကြောင့် ကိုကိုညှပ်သွားနိုင်ချေများတာလေ။ဘာဖြစ်လို့လဲဆိုတော့ဒီနီလန်းကိုအသုံးပြုမယ်ဆိုလို့ရှင်ချိန်ပြီးအပြင်ကိုထုတ်နိုင်မှုအရေးကြီးတယ်။တကယ်လို့မတော်တဆများထုတ်တာနောက်ကျသွားခဲ့မယ်ဆိုလို့ရှင်တုပ်ရည်အနေငယ်ကမိမကိုယ်ထဲမှာကြံခဲ့ပြီးတော့ကိုကိုညှပ်သွားတာဖြစ်နိုင်တယ်။ဒါပြေုံမှာ pre cam လို့ခေါ်တဲ့အရေးလေးတွေကလည်းပဲ ုတ်ကောင်လေးရဲ့ပါမျိုးဖြစ်နိုင်တယ်။ပြီးလို့ရှိရင်ဒီနီလန်းကိုအသုံးပြုတဲ့အခါမှာထင်းချုပ်ဘုတ်ကခက်တယ်လို့ပြောလို့ရတယ်။ခေါင်းနဲ့ချက်တဲ့အနေနဲ့ကကြတော့ဒါကပစံကုံကြမရှိဘူး။ပြီးလို့ရှိရင်အမြဲတမ်းအသုံးပြုလို့ရတယ်။တောက်ဆင်းတယ်လို့သွားဝင်နေကြမလိုဘူး။ပြီးတော့တောက်ဆင်းတယ်လို့ဟော်မုန်းရဲ့ဗီဒက်ဆူဂျိုးတွေလည်းမရှိဘူး။အဲဒါပြင်အောင်မှတိုင်နေတဲ့ထဲရတော့ လမောင်းနဲ့ထဲ့ရတော့လို့နာကျင်မှုတွေအများအပြားမရှိတတ်အောင်မကောင်းတဲ့ချက်အနေနဲ့ကကြတော့ဒါက failure rate အရင်များတယ်အဲ့တော့ကိုယ်ရပ်သွားနိုင်ခြင်းအရင်များပါတယ်ဒါပြေအောင်မှလင်ကတစ်စိတ်ကူးဆက်တတ်တဲ့ HIV ကနိုဒါတွေဖြစ်နိုင်ခြင်းရှိရယ်ပြီးတချို့သောစုံတွဲတွေမှာလိမ်မှုဆန္ဒပြေဝဖို့အတွက်အခက်အခဲဖြစ်နိုင်တယ် ပြီးလို့ရှိရင်ဒီချက်ကအမျိုးသားရဲ့ဆက်ဆောင်ရေးပုံမှာလည်းအများကြီးမူတည်တယ်။တကယ်လို့အမျိုးသားကအချိန်မီမထုတ်နိုင်ခဲ့ဘူးဆိုရင်အမျိုးသမီးအင်္ဂါထဲမှာပြီးသွားခဲ့မယ်ဆိုရင်အမျိုးသမီးကကိုယ်ကိုရှားသွားနိုင်ပါတယ်။